Did you find him? It seems that his universe is gone. It's him. Yeah, Stone X မှာကျေးဇူးပါတယ်။ Breaking news guys အခုဗီဒီယိုမှာတော့ update သတင်းတွေအရ Avengers Doomsday ရုပ်ရှင်ကိုသူတို့လက်ရှိရိုက်ကူးနေတာဒီ X-Men တွေကို Dr. Doom ကအလောင်းတွေစီနေအောင်အထိတပ်ပစ်မဲ့ဆင်းဖြစ်နိုင်နေဆိုတဲ့သတင်းအပြင်ဂျာထဲမှာ official ထွက်လာခဲ့တဲ့အိမ်တစ်ခုတည်းကိုဝင်သွားတဲ့ set video ကဘာတူလဲဆိုတာကိုပါသိလာရပြီမို့လို့စိတ်ဝင်စားကြရဆိုရင် video လေးကိုဆောင်းအောင်အထိကြည့်သွားပေးကြပါအောင် and as always guys video လေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ video ရေးတက်လာတဲ့အခါ USB ပြန်လေးခံပြီးတော့ကြည့်ပေးကြဖို့ရက်တက်လာတဲ့ကြော်ညာလေးတွေကိုဆောင်းအောင်အထိကြည့်ပေးကြ ဖို့အတွက်လည်းတောင်းဆိုချင်ပါသေးတယ်။အခုကတော့ intro လေးပြီးရင်စလိုက်အောင်I am the night. I am Batman. โอเคလက်လုံးမှာပဲ Avengers Doomsday ရုပ်ရှင်အတွက် set photo ဆိုပြီးတော့ Magneto ရဲ့ပုံနေတက်လာတာကိုမှတ်မိကြအောင်ပါပါဒီတစ်ခေါက်မှာတော့ရိုက်ကွင်း set ပေါ်မှာရှိနေတဲ့သူတယောက်ကပြန်ပြောပြခြင်းဆိုတော့ Magneto ဘာလို့ပါဝင်နေတာလဲဘလို့ပါဝင်သွားမလဲဆိုတာကိုသိလိုက်ရပါတယ်သူစကားအရဆိုရင် Magneto ဒီ Dr. Doom နဲ့ရင်ဆိုင်နေခြင်းတိုက်ခိုက်နေခြင်းဆိုပြီးတော့အရဲ့အမွက်လေးကိုသာပြောသွားခဲ့ပါတယ် and ထွက်ထားတဲ့ set video တွေအရဆိုရင်လည်း location ဒီ X-Men တွေရဲ့ကြောင်ကြီးတိုက်ကြီးရှိမှာဖြစ်နိုင်နေဆိုတာကိုသိထားကြပါပါရိုက်ကွင်းပေါ်မှာလည်းအပြည့်အစည်းတွေရှိနေတာကိုတွေ့ရပြီးတော့ Rocket Ship ဆိုတဲ့အာကာသရ ြင်အပြက်အစီးတွေရှိနေတာအရာသူတို့ရိုက်ကူးနေတာကဘတ်တော်ဆိုင်နေကြတဲ့ဆင်းတစ်ခုခုဖြစ်နိုင်တယ်ဆိုတာကိုခံမှန်းမိကြမှာပါ of course ဒါကရုပ်ရှင်ရဲ့အစဆုံးအပိုင်းကိုရိုက်နေခြင်းမဟုတ်ဘဲနဲ့အလယ်နဲ့နောက်ဆုံးအပိုင်းတွေကိုရိုက်နေခြင်းမျိုးလည်းဖြစ်နိုင်ပါတယ် Russo Brothers တွေက Shift Infinity War နဲ့ End Game တို့ကိုရိုက်ကူးခဲ့တဲ့အချိန်တုန်းကလည်းနောက်ဆုံး End Game ဘတ်တော်ကိုသူတို့က Infinity War ရုပ်ရှင်ရိုက်ကွင်းမှာတဲ့ကရိုက်နေပြီဆိုတာလည်းရှိခဲ့ပါတယ်ဒါပေမဲ့ Russo Brothers တွေရဲ့ရိုက်ကူးတဲ့ style ကိုကြည့်မယ်ဆိုရင် Infinity War ရုပ်ရှင်အစမှာဆိုရင် Thanos က Loki နဲ့ Hammer တို့လိုအကျဉ်းဆုံးမှာဆိုတဲ့ Mythical Godji တွေ ကိုတပ်ပစ်ခဲ့တဲ့အပြင်တာမန်လူသားတွေထက်တော့အများကြီးအင်အားကြီးမဲ့ S Guardians တွေအများကြီးကိုတပ်ပစ်ခဲ့တာနဲ့စာထားပါတယ် Maybe ဒီမှာလဲ Doomsday ရုပ်ရှင်ကို Dr. Doom ကတခုခုကိုကြီးကြီးမားမားလုပ်နေခြင်းကိုပြပြီးတော့စာထားနိုင်ပါတယ် And အဲ့ဒီကြီးကြီးမားမားလုပ်နေခြင်းဆိုတာကလည်းကျွန်တော်တို့ငငယ်ကစောက်ရမ်းကြမ်းနေကွာဆိုပြီးတော့ကြီးခဲ့ရတဲ့ X-Men တွေကိုရရဆက်ဆက်တပ်ပြသွားမှမျိုးလည်းဖြစ်နိုင်ပါတယ်စဉ်းစားကြည့်ပါ Shield Thanos တုန်းကဆိုရင် Infinity War မတိုင်ခင်တည်းကဒီကောင်ကြီးလာတော့မယ်ဆိုတော့အခု Zatai Credit စင်းနေနဲ့ set up လုပ်ပြီးတော့ပြနေခဲ့တာပါအခု Dr. Doom အတွက်ကတော့ပါ set up လုပ်ထားခြင်းမှမရှိဘူးအခုက ွန်တော်တို့လို့ဗီဒီယိုတွေလုပ်ပေးနေတဲ့လူတွေတည်င်းတွေပေါ်မှာ Robert Downey Jr. ကဒေါက်တာ Doom ဖြစ်လာပြီဆိုပြီးတော့ရေပန်းစနေခြင်းဒါမျိုးတွေပဲရှိသေးတာဖြစ်ပါတယ်။ဆော်ရှေးမှာပြပြခဲ့လို့သူဒီပထမအဦးဆုံး TV ပေါ်ကိုရောက်လာတဲ့စင်းပါတယ်။ပါဝါဘောင်းဆောင်နဲ့နမဲကြီးရဲ့ X-Men အသင်းကိုစောင်ရမ်းကျမ်းပါတယ်ဆိုပြီးတော့ကျွန်တော်တို့ငငယ်ကမြင်ခဲ့ရတဲ့ Professor X တို့ Magneto တို့လို့ character တွေကိုတပ်ပြပြီးတော့ရုပ်ရှင်ကိုစလိုက်ခြင်းကဒေါက်တာ Doom ကိုပရိသတ်တွေကအနှဲငယ်တော့ဖြုံသွားစေမှာအမှန်ပါပဲ။လက်တော်ချထားရလို့ Avengers တွေနဲ့ X-Men တွေချမယ်ဆိုတာကလည်း copyright လုနေလို့မအားပဲဖြစ်နေတဲ့616 Genesis က Avengers Day ဟုတ်မနေပဲနဲ့ Doctor Doom ရဲ့ Evil Avengers Day နဲ့ X-Men တွေကခြားရမှာမျိုးလည်းဖြစ်နိုင်ပါတယ်စဉ်းစားကြည့်ပါတေယုတ်ဆောင်တွေအများကြီးကိုထည့်သွင်းထားတယ်ဆိုတာကလည်းအခုလိုအစတဲကအကုန်လုံးကိုတပ်ပစ်ထားမှာဒါသူတို့အနေနဲ့ budget ကိုင်ပါလေဖြစ်ပါတယ်ဒီတော့ X-Men တွေဒီရုပ်ရှင်ရဲ့အစဆုံးအခန်းတခန်းမှာသာပါပြီးတော့ Robert Downey Jr. ရဲ့ Doctor Doom ကအကုန်လုံးကိုတပ်ပစ်လိုက်တာကိုပြသွားခြင်းမျိုးဖြစ်နိုင်ပါတယ် maybe ဒါမှမဟုတ် X-Men တွေကိုအပြီးမရှင်းပြခြင်းတွေဘူးဆက်ပါသွားအောင်မယ်ဆိုရင်လည်းအဲ့ဒီတွေကရှင်ကြံနေတဲ့ X-Men တွေက Doctor Doom နဲ့ပတ်သက်ပြီးတော့616ကဟီးရိုးတွေစီကိုလာပြီးတော့ တီးပေးတာမျိုးဖြစ်စေ Secret Wars Battle War ပေါ်ကိုရောက်မှဒေါက်တာဒွန်းဖန်တီးလိုက်တဲ့ကဘာပေါ်ကိုရောက်တော့မှထပ်ပြီးတော့ပါလာမှာမျိုးလည်းဖြစ်နိုင်ပါတယ်။ဇက်ပြီးနောက်ထပ်တင်းတစ်ခုအနေနဲ့ကတော့ရှေ့မှာဗီဒီယိုလုပ်ပြီးတော့တင်ပေးခဲ့တဲ့ရိုးရိုးရှင်းရှင်းတိုက်တစ်ခုတွေကိုဝင်သွားခဲ့ကြတဲ့လူတယောက်စင်ကိုမှမိကြမှာပါ။အခုတစ်ခေါက်မှာတော့အဲဒီ leak တွေကိုတင်နေခဲ့တဲ့ channel ကပဲဒီစင်အတွက် location ပုံပြတစ်ခုကိုပါတပုံရိုင်းနိုင်ခဲ့ပါတယ်။အဲဒီမှာမြင်ရတာကတော့1960ခုနှစ်က Iron Face ရဲ့အိမ်ဆိုပြီးတော့ရေးထားခြင်းကိုတွေ့ရပါတယ်။ Of course 1960ဆိုတဲ့ကမကြခင်လာတော့မဲ့ Fantastic Four ရဲ့ universe ဖြစ် ြစ်ဖို့အတွက်နီးစံနေပြီပြီးတော့အဲဒီ universe ကပဲဖြစ်နိုင်နေဆိုပြီးတော့ပြောနေကြတဲ့ Dr. Doom နဲ့လည်းနီးစံနေပါတယ်ဒါပြင် Iron Fist ဆိုတာကလည်းအဲဒီ alternate universe က Iron Fist လူဆိုးပါရှင်မျိုးဖြစ်နေနိုင်ပါတယ်ကြားထဲမှာဆိုရင် Daredevil Born Again ထွက်ခဲ့တဲ့တုန်းက Netflix ရဲ့ Iron Fist တရုပ်ဆောင်တီသူ့ကိုအခွင့်အရေးတစ်ခုထပ်ပြီးတော့ပေးဖို့အတွက်သူဒီပိုကောင်းအောင်လုပ်ပြနိုင်နေဆိုတာကိုရေးပြီးတော့တင်ထားခဲ့တာရှိပါတယ်ဆိုမေဘီသူက Dr. Doom ဘက်ကနေပြီးတော့လာမဲ့ Dr. Doom ရဲ့ Evil Avengers အဖွဲ့ဝင်တွေကတယောက်ဖြစ်နေနိုင်ပါတယ်ဟုတ်လဲဟုတ်ပါတယ်လက်ရှိပဲ hero တွေရဲ့စာရင်းက90ကနေပြီးတော့60အထိ ည်ရှိနေပါပြီ။ဒါတွေအားလုံးကိုဒေါက်တာဒူးမ်တယောက်တည်းနဲ့ရှင်းချရမှာမျိုးကဘလို့မှမဖြစ်နိုင်တဲ့အတွက်ဒေါက်တာဒူးမ်ဘက်မှဆိုရင်လည်း Captain America တို့ Black Widow တို့အပြင်အခု Iron Fist တို့လိုပါနာမည်ကြီး character တွေ power ကြီးရဲ့ character တွေကဒေါက်တာဒူးမ်ရဲ့ဘေးမှာသူ့ရဲ့ Evil Avengers အသင်းအဖြစ်ရှိနေခြင်းကဒေါက်တာဒူးမ်ကိုပို့ပြီးတော့အင်အားကြီးစေမှလည်းဖြစ်ပါတယ်။ Separator တို့ကဘလို့ထင်ကြလဲရုပ်ရှင်အစမှတင် X-Men တွေအကုန်ကတေးကြမယ်ဆိုတာနဲ့ဒေါက်တာဒူးမ်ရဲ့ Avengers အသင်းကိုဘလို့ထင်ကြလဲဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys video လေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေး းချင်းကြရဲဆိုရင်တော့ဗီဒီယိုကြီးတက်လာတဲ့အခါ USB ပြန်လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်